မင်းကြီးများအလုံးမင်္ဂလာပါကျွန်တော်တန်ကြားလာမြို့ကျွန်တော်လည်းအခုစကားမပြောရတာလည်းကြားပြီပေါ့နော်အဲ့ဒါလည်းကြားနေအဲ့တော့ဒီငယ်အာတိုင်ရိုက်ထုတ်လွှင့်ပြီးတော့ကျွန်တော်မိတ်ဆွေတွေနဲ့နည်းနည်းဆွေးနွေးကြည့်အခုကျွန်တော်တို့ဒုတိယ6 နာမည်ထဲမှာစောင်ရွက်နေတဲ့ကိစ္စတချို့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေအရှိအောင်ပေါ့နော်အနေချင်းနဲ့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့အခုဘာတွေဖြစ်နေလဲဆိုရင်ကျွန်တော်တို့ဒီစီဆိုင်မြို့နယ်ကြည်စံမြို့နယ်ရဲ့ကြည်စံမြို့နယ်အတိုင်းအောင်ရွှေမြို့နယ်ပေါ့နော်နေဆက် ပြီးရင်ကရမျိုးနဲ့အဲကရမျိုးနဲ့လည်းပြည်စံကရပြည်နဲ့အဆက်ပေါ့နော်အဲ့မှာဒီလဲလုံးကြေးွာနဲ့ချမ်းကျွဲပြီးရင်ချမ်းလေးအဲ့ဒီဖက်မှာတိုက်ပွဲတွေဖြစ်ပေါ်နေပေါ့နော်ဒါပေမဲ့ဒီမေလ9ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့စပြီးဒီနေမရှင်လေးကိစ္စတွေဆောင်ရွက်ခဲ့တယ် အဲ့ဒါအဲ့ဒီဆောင်ရွက်တဲ့နေရာမှာတော့ကျွန်တော်တို့အထူးအပြည့်ဒီအချက်ပဲတောင်းကျန်းသူတွေကကျွန်တော်တို့ကိုယ်နဲ့မြေထဲမှာဝင်ရောက်ကျူးကျော်နေထိုင်ပြီးတော့မှပြည်သူလူထုတွေရဲ့အသက်အိမ်စည်းစိမ်တွေကိုလည်းများစွာသူတို့ယူယူဆောင်သွားကြတယ်ပေါ့နော်ယူဆောင်သွားကြတယ်အဲ့တော့အဲ့ဒီအချက်ပဲတောင်းကျန်းသူတွေကိုပြန်လည်ချင်းလင်းတော့ပေါ့နော်ပြန်လာပြီးတော့မှချင်းထုတ်တဲ့နေသားဖြစ်ပါတယ်အဲ့တော့ဟို ဒီနှောင်းကကျွန်တော်မိတ်ဆွေတွေတွေ့မှာပါဘိုးတွေသားမှာဟောကြီးဟောကျဲခဏခဏစကားပြောနေတဲ့ဗာလဲဘိုးပြုတ်နေမင်းနေမျိုးစင်ကနေမင်းစင်နေမျိုးစင်မင်္ဂလာပါဗျာမင်္ဂလာပါအဲဘိုးပြုတ်ဘိုးပြုတ်နေမျိုးစင်အဲ့ဒီလူတော့မတွေ့တော့အခုကမတွေ့တော့ဘောနော်အဲ့ဒီကောင်ကလည်းသွားလည်းသွားပုံနေရလဲတော့မတွေ့ဘူး သူကဘယ်လိုပြောမလဲပိုရိတာအတော်လေးပျက်စီးစေခြင်းတယ်လို့ထင်ပါတယ်အဲ့ဒီနေမျိုးစင်ဆိုတဲ့ကောင်အဲ့ဒါကောင်ကအမြဲတမ်းလိုက်ပေါ်မှာစွကြဲစွကြဲပြောနေပါတော့အဲ့မဲ့ဒီမေလာ9ရက်နေ့9ရက်နေ့ကနေစပြီးတော့ပေါ့ကျွန်တော်တို့ဟိုမင်္ဂလာပါဗျာကျွန်တော်တို့ဒီဘုရားသာသနာ့ဘုရားပြည်နေတဲ့နိုင်ငံကဘုရားဒီကြမဲ့တောင်းကျမ်းသူတွေရှိတဲ့နေရာပေါ့ ော့လိုက်လိုက်ပြီးတော့မှရှင်းလင်းတာပေါ့နော်အဲမဲ့ဒီကရပြည်နယ်တဲကိုသွားပြီးတော့မှတိုက်ခိုက်တာမျိုးမဟုတ်ဘူးအဓိကတော့ကျွန်တော်တို့ရဲ့အစိုးရသားချောင်းနေတဲ့မှာရှိနေပြီလို့လူတို့ဒီတော့နိုင်ငံသားတွေအလုံးတင်းကြီး HS ဆိုအနေနဲ့နိုင်ငံဒီနိုင်ငံကြီးအတွက်ပဲဒါအဓိကဥတည်ပြီးတော့မှဒါနေနေရှင်းလင်းကိစ္စတွေလုပ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ၄နှစ်၅နှစ်ကာလအတော်တွေးမှာ ဘိုးမျိုးသားတမတော် BLA အနေနဲ့ရောဒီနိုင်ငံတော်ဘက်ကရောသူတို့တပ်နိုင်တဲ့ဘက်ကနေပြီးတော့မှပါဝင်ကူညီဆောင်ရွက်ပေးထားတယ်။အဲနောက်ပြီးကျတော့ကျွန်တော်တို့ပြည်သူလူထုတွေအားလည်းတစိမ့်တစ်ပိုင်းပါဝင်ပြီးတော့မှကူညီဆောင်ရွက်ထားတယ်။အဲဒီဒါကြောင့်မလို့ပဲဒီအကြမ်းဖက်တောင်းကျမ်းသူတွေဟာဟိုအရင်နဲ့မရှဲနိုင်ခဲ့ဘူးပေါ့နော်။နောက်ပြီးကြတော့မှာကိုယ့်ရဲ့နေမည် data ကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့ data ကိုတာကိုထားတဲ့ပြည်သူလူထုတွေကြောက်လန့်အများကြီးပါပါတယ်။ ကျွန်တော်တို့အားလုံးဟာကိုယ့်ရဲ့နိုင်ငံကိုချစ်တယ်ဆိုလို့ရှိရင်အကောင်းဆုံးပေါ့အဲ့တော့လက်ရှိကျွန်တော်တို့အော်မင်္ဂလာငလာတဲ့ဩအခုကျွန်တော်တို့ဒီနေမြချင်းလေးကိစ္စလုပ်တယ်ဆိုတာရန်သွားစတာမဟုတ်ဘူးเนาะဒါတချို့တချို့မီဒီယာတွေကရေးသားပေါ်ပြနေတာတွေကမှားနေတယ်ဘာလို့မှားလဲဆိုလို့ရှိရင် ကျွန်တော်တို့ဒီဘိုးတိုင်းသားတွေเนาะညီတော်တိုင်းသားတွေအားလုံးကတင်ငေးအချမ်းချင်းကိုလိုလားတယ်ကွာဘယ်သူ့ကိုမှသွားစားပေးရန်စားပေးစကားများပေးရန်ရန်ဖြစ်ရန်လိုနေတာမျိုးကိုယ့်ရဲ့အရက်ဒေတာကိုယ့်ရဲ့ကြီးရွာကိုကိုယ်တန်ဖိုးထားဒီခုပဲเนาะရှင်းလင်းနေရုံနဲ့မရဘူးဗျာရှင်းလင်းနေနေမှာပြည်သူတွေဇွဲပဲပြီးတပ်ဆွဲထားတင်ပါတယ်တဲ့မှန်ပါတယ်ချုပ်ကြီးမှန်ပါတယ်မှန်ပါတယ်ဗျာ အဲဘုရားကြီးပြောသလိုမျိုးပဲဒါဒီကောင်နေရှင်းပြီးရင်နောက်ထပ်ပေါ်မလာဖို့အတွက်ကလည်းအရင်ကြီးကြီးရှင်းနာရမ်းလွယ်တယ်ကွာရှင်းရင်ချက်ချင်းရတယ်ရှင်းရင်ဒီနေ့ရှင်းဒီနေ့ရဒါပေမဲ့အဲ့ဒီဟာကိုဆက်လက်ထိန်းသိမ်းဖို့အာရေချေပေါ့နော်ဒီချေထိန်းသိမ်းဖို့အတွက်ကျတော့ဒီဒေသခံပြည်သူလူထုတွေအပါဝင်ပေါ့ပြီးရင်အဆင့်အားတိုးချဲ့တတ်ပြီးတော့မှအများကြီးအဲ့ဒီမှာ ပြင်ဆင်ထားမှာပေါ့နော်အဲ့လိုပြင်ဆင်ထားမှာအဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ချင်းဆိုလိုတာကွာရွာတရွာမှာအောင်မှာဘူးဆိုလို့ချင်းကျွန်တော်တို့ဒီကြမ်းလေးကြမ်းကျွဲကြမ်းလေးဆိုလို့ချင်းကျွန်တော်တို့သူရိသားချောင်းနိုင်မြေအဆုံပဲအဲ့တော့အဲ့ဒီနေရာမှာဆိုလို့ချင်းအနည်းဆုံးစိတ်ရင်အား300 400မြေရန်ရှိနေပါရဲ့ဒါမှဘုဘက်ကလည်းလာရောက်ပြီးတိုက်ခိုက်လို့မရမော်ဝင်းဆိုလို့ချင်းကျွန်တော်တို့ကတိုက်လိုက်ပြန်ပေးလိုက်တိုက်လိုက်ပြန်ပေးလိုက်နေမှာ တော့ပြည်သူလူထုကချုံချုံမချုံနေပါဘောနော်ကြားရတယ်။အဲ့လိုမျိုးမဖြစ်ဘူးလို့ပါတယ်ဟုတ်တယ်။ယကြည်ပြောတော့မှန်ပါတယ်ခွန်ဘောင်ဝင်မင်္ဂလာတရားယူဆတယ်မင်္ဂလာရော။ဒီအခုဒီ MBDL တွေရတယ်တော်တော်ဆိုးတယ်ဘောနော်။အင်း MBDL လို့သာပြောတာပါအင်းကအင်းသားတွေပဲနှစ်ယောက်ပါလဲတော့မသိဘူးကျွန်တော်ထင်တယ်အင်းသားတွေကတော့အလောက်ကြီးမပါတော့ဘူးအဲအင်းသားတွေအလောက်ကြီးမပါတော့ ာဒီဒေတာခံနေရတော့နည်းကောင်းနည်းလိမ့်မယ်အဲ့တော့အင်အင်ဗီဒီယိုလို့အမိခံထားတဲ့လူတွေတချို့အာခင်ဗျားတို့တည်တည်ရဲ့ရှားပြန်စဉ်းစားကြည့်လောက်เนาะအခုအင်းလေးမှာဒုက္ခရောက်နေအခုချိန်ထိဒုက္ခရောက်နေတော့ပဲเนาะမြေငလင်ကြောင်းပျက်စီးသွားတဲ့ဝိညာဉ်တွေအများကြီးရှိတယ်အများကြီးရှိတယ်အဲ့တော့အဲ့ဒီ OA နေအခုချိန်ဒီပြင် ပြင်ပြန်မပြင်နိုင်သေးတဲ့နေရာကြီးလည်းများရှိတယ်။အဲ့တော့ Nvidia တွေအနေနဲ့ ပြောနေကြတယ်ကိုယ့်ရဲ့ပြည်သူလူထုကိုကိုကားခွဲတယ်ကိုယ့်ပြည်သူလူထုကိုချစ်လို့ဆိုတဲ့ဟာကိုယ့်ရဲ့ပြည်သူလူထုအတွက်ဆိုတဲ့ဟာအခုကလည်းလောက်တာပဲပြည့်စည်သွားတယ်သွားကုန်ညီတော်နဲ့တရားမှမတွေ့ဘူးဒါမျိုးလေးတွေတဘောပေါက်နားလည်းကိုလို့တယ်ပေါ့နော်တဘောပေါက်နားလည်းကိုလို့အဲ့တော့ဒီနေရာမှာအဲကျွန်တော်တို့ရဲ့မိတ်ဆွေတွေတချို့ဒီကောင်းဒီပါလိမ့်မယ်အခု ဒီ PLNA ဘက်ကပေါ့နော်ဘူဘူးတယောက်ကကျွန်တော်တို့ BNO ဘက်မှာလာရောက်ပြီးတော့မှလေးဝင်ထားတာရှိပါတယ်။သူဝန်ခံပြီးတော့မှပြောထားတဲ့အရာတွေလည်းအများကြီးရှိတယ်။သူ့စီကနေကျွန်တော်တို့ရအရာရှိလိုက်တဲ့အချက်လက်တွေလည်းအများကြီးပဲ။တော်လေးကိုပြည့်စုံတယ်ပေါ့နော်။တော်လေးပြည့်စုံ။အဲ့ဒါအဲ့ဒါရလိုက်တယ်ဆိုတာဒီရန်သူဘက်ကလှုပ်ရှားမှုမှတမန်ကျွန်တော်ရလိုက်တယ် အဲအဲ့ဒါကြောင့်မလို့လေဒီလက်ရှိနာမည်ရှင်းလင်းကိစ္စဆောင်ရွက်တဲ့နေရာမှာတော်တော်လေးအထောက်အကူဖြစ်တယ်ပေါ့နော်အခုကျွန်တော်တို့လက်ထက်မှာပြန်ရောက်လာတဲ့ဒီ PLN ဒီဖွဲ့တော်တော်များပါတယ်အင်အားတရာကျော်နေရာနှီးပါလောက်ရှိပါပြီဒီအလင်းပြောင်းဝင်လာတဲ့တို့ရဲ့ရဲဘော်တွေအများကြီးရှိတယ်သူတို့ဘူဘူမှုဘူစီဘူဘူကြီးဘူမှုအဆင့်နေပါတယ်ပေါ့နော်ပြန်လာတယ် ဒါကတော့ကောင်းတယ်ဗောနော်ကိုမားတာမားမမန်းမားတာကိုပြန်ပြီးတော့ဝန်ခံပြီးတော့မှအကောင်းကောင်းပဲပြန်သွားနိုင်တာတကယ်ကောင်းပါတယ်အဲ့တော့အခုကျွန်တော်နေမြေရှင်နေကိစ္စတွေဆောင်ရွက်နေတဲ့နေရာမှာတော့ဟိုဘယ်သူပဲပါကိုတောက်ရောက်ပြီးတိုက်ခိုက်တာမျိုးမဟုတ်ပဲねကိုယ့်ရဲ့နေနေဒီအချိန်အတွက်လာဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထပ်မပြောချင်တယ်ဗောနော်အလိုလေးစားပါတယ်တပိုးမျိုးရှိအမျိုးကောင်းပြီးရှိ မီးရေဖိုက်တက်ပါတယ်ပြချင်းသားဤစားပါဗျာကျွန်တော်တို့အားလုံးကိုယ့်ရဲ့နံကိုကောင်းစေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့စီးလုံးမရပါဘူးနော်အာပြီးခဲ့တဲ့ရက်ပိုင်းတွေကကျွန်တော်တို့မိတ်ဆွေတွေတွေ့မှာပါအွန်လိုင်းပေါ်မှာအာဗာလဲဒီစာတင်ကြောင်းမှာစာတင်လိုက်ပြီးဒီဘုဒ္ဓကဘုရားရဲ့ဆိုရင်ကြီးကြလေးပြီးပြောပြောသွားတာလေတွေ့ရတယ်အဲ့တော့အများတို့အားလုံးကျွန်တော်တို့မိတ်ဆွေတွေလည်းတွေ့မှာပါဒီကောင်းနေဘလို့မျိုးလိမ့်သားတယ်ဘလို့မျိုး ါဘာတွေမီဒီယာသုံးချပြီးတော့မှလူခံဖို့ကိစ္စတွေလို့တော်တော်ရင်နာဖို့ကောင်းတယ်ဗျာအဲ့ဒီမှဖြစ်သွားတဲ့ကိစ္စအမှန်ကလေးငယ်တွေတည်ဆုံးသွားတဲ့အမှန်တရားကဟိုတည်သွားပြီးတဲ့ကလေးတွေကိုပါသုံးချသွားတာတကယ်တကယ်တကယ်စိတ်မကောင်းစရာကြီးလားအဲ့ဒီမှာရှိရမြို့ရပြည်သူတွေကလည်းအကိုသားသမီးတည်သွားတာကိုတည်သွားတဲ့ဖြစ်အမှန်ကိုမပြောရဲကြအောင်နော် ဟိုဟိုဘက်ကဒီ AUG ဘက်တို့ပါတို့လည်းသူကပြောပါလိမ့်မယ်တည်သွားပြီပဲအဲ့တော့တည်သွားမဲ့အတူတူအကျိုးရှိရှိအသုံးချရအောင်ဆိုပြီးမှအမှန်ဖြစ်ရအမှန်ကိုဖုံးကွယ်လိုက်တာလည်းတူတူပါပဲဘာလို့လဲဆိုတော့ online ပုံမှာတွေ့ပါတယ်စာသင်ကျောင်းတွေမှာ mind နေလောက်ကြတယ်ဗာလဲဟိုကောင်းမကြီးပါလဲသူစာသင်နေနေဟာလာတင်းနေရင်းနဲ့ဝုန်းဆိုအတန်ကြားလိုက်တယ်ဟာဒုက္ခပဲသူကစာသင်နေရတယ်ဟော900လည်းပြောသေးတယ် ။ဒါရံမှမတွေ့ဘူး။လိန်နားလည်းတကယ်တကယ်ဆိုပါတယ်။ဒါပေမဲ့ဒီနေရာမှာသူတို့အတော့လူလိန်မဲ့ဆိုတာတော့အများကြီးပြောစရာတော့လိုဘူး။ဒါပေမဲ့အဲကျွန်တော်တို့ကလေးငယ်တွေပေါ့နော်။ဒေသုံးသားတဲ့ကလေးငယ်တွေကဖြစ်အမှန်ကိုမချပြနိုင်ခဲ့တဲ့အတွက်ကလေးတွေတော့တော့တကယ်စိတ်မကောင်းဘူး။အဲ့ဒီမှာရှိတဲ့မိဘပြည်သူတွေအားလေကိုသားသမီးရဲ့ဖြစ်အမှန်ကိုမပြောရဲတာတော့တကယ်အံ့ဩစရာကောင်းတယ်ဗျ။ကလေးတွေတည်းပဲရင် ဒီနာလို့မစုံဘူးပေါ့နော်သူပြောသေးတယ်ဗာလဲအခုဆိုလို့ချင်းနဲ့ကလေးငယ်တွေကရင်ထဲမှာရင်နာစိတ်နာသွားပြီပေါ့နော်စိတ်တန်ရရသွားပြီတို့ပါတို့သူတို့တင်တာကဒီငင်းချိုင်းเนาะအဂါဒတွေအမုန်းအဂါဒတွေမရှိအောင်သူတို့တင်ကြပေးတယ်တဲ့အခုကျတော့မရတော့ဘူးတဲ့ဟာဒုက္ခပဲပြီးခဲ့တဲ့နေ့တုန်းကဆိုလို့ချင်းဘယ်ရွာလဲဒီအငယ်ဘက်ကပဲဟိုကလေးငယ်လေးတွေ စုစည်းပြီးတော့မှဗာလေရေးလီမှာသွားမဲ့ကလေးငယ်တွေကိုအဲ့မှာတို့ရေးတို့ရေးတွေလောက်ခိုင်းတယ်နော်အဲ့ဒါတွေကဟိုတော်တော်လေးဆိုးပါတယ်ကလေးတွေကိုပါအသုံးချသွားတာတော့ဆိုးပါတယ်နော်ကဲမင်းရှင်များအားလုံးအခုကတော့ကျွန်တော်တို့ကိုယ်နဲ့မြေသူတွေသား6ပါတော့စီးပိုင်းဆိုင်ရာလုံးစီလုံးရှားနေရတော့ဒီညောင်ရွှေမြို့နဲ့တော်မဲချမ်းနဲ့ဒီစီဆိုင်မြို့နဲ့တော်မဲချမ်း အမှလုံးရှားနေတယ်။ပြီးရင်အဲ့ဒီမှာရှိတဲ့ဒီရန်သူစကားတွေကိုလည်းရှင်းလင်းပြီးတော့မှပြည်သူလူထုတွေအများဆုံးအိမ်ပြန်နိုင်အောင်ဆောင်ရွက်နေပါတယ်။နောက်ပြီးတော့ဒီမကြခင်ကျောင်းတွေလည်းပြန်ဖွင့်တော့မယ်ဆိုတော့ကျောင်းဖွင့်နိုင်တဲ့နေရာတွေပို့ပြီးတော့မှရအောင်အဆောင်ရွက်နေတာဖြစ်ပါတယ်။ဆရာမိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်။နောက်ညကျမှကျွန်တော်တည်တည်ကြည်ချာဒေတာလေးလေးစုပြီးတော့မှစကားဆွေးနွေးတင်အဆွေးနွေးပါမယ်ပေါ့နော်။ ပြန်ပြန်လည်းဆွေးနွေးတာကျွန်တော်ပို့ပြီးတော့မှနေတတ်ပါတယ်အားလုံးကြီးစွတ်တင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံတို့တက်ကြီးအတွက်ကျွန်တော်မြန်မာနိုင်ငံကောင်းမွန်ဖို့အတွက်ကျွန်တော်မြန်မာနိုင်ငံအမြဲဆုံးနေကောင်းဖို့အတွက်ကတော့ကျွန်တော်တို့စီးလုံးပိုင်ရမှာဖြစ်ပါတယ်အားလုံးကြီးစွတ်တင်ပါတယ်